ရှိရှိနေကြရတဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့မကြခင်အနားယူတော့မယ်လို့ပြောကြားလိုက်ပြီးသူ့ရဲ့တောက်ပတဲ့ကစားသမားဘဝကိုအဆုံးသတ်ဖို့ခက်ခဲလိမ့်မယ်လို့ဝန်ခံသွားပါတယ် ဒါပေမဲ့အသက်40နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားဟာဘောလုံးလောကကနေအနားယူပြီးနောက်ပိုင်းဘဝအတွက်ကိုတော့အချိန်အတော်ကြာကလေးကစီစဉ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ Cristiano Ronaldo ဟာသူ့မကြခင်အနားယူတော့မယ်လို့ပြောကြလိုက်ပြီးသူ့ရဲ့တောက်ပတဲ့ကစားသမားဘဝကိုအဆုံးသတ်ဖို့ခက်ခဲလိမ့်မယ်လို့ဝန်ခံသွားပါတယ်။ဒါပေမဲ့အသက်40နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားဟာဘောလုံးလောကကနေအနားယူပြီးတဲ့နောက်ပိုင်းဘဝအတွက်ကိုတော့အချိန်တော်ကြာကလေးကစီစဉ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ အယ်နာဇာတိုက်စစ်မှုဟာကလပ်နဲ့နိုင်ငံအသင်းအတွက်သွင်းကို952ကိုနဲ့တမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီးအနာမယူခင်မှာဂိုးတထောင်တွင်းဖို့ပြတ်မှတ်ထားနေတယ်လို့ပြီးခဲ့တဲ့လကပြောခဲ့ပါဗျ။ဘယ်အချိန်ကစားသမားဘဝကအနာရှူမလဲလို့မြင်မြတ်တဲ့အခါမှာတော့ငါးချိန်ဘလွန်ဒီယောဆူရှင်ကမကြခင်ပါလို့ဖြေခဲ့ပါဗျ။ကျွန်တော်အသင်းဖြစ်မယ်လို့ထင်ပါတယ်။အရန်ကိုပဲခက်ခဲလိမ့်မယ်လို့သူကအင်္ဂါနေ့မှာထုတ်လွှင့်ခဲ့တဲ့ Paris Morgan's Ancestor Interview မှာပြောပါဗျ။ ဒါပေမဲ့ကျွန်တော်ဟာအသက်25 26 28ကတည်းကကျွန်တော်ရဲ့အနာဂတ်အတွက်ပြင်ဆင်ထားခဲ့တယ်။ RPR တွေကိုကျွန်တော်ထမ်းနိုင်မယ်လို့ထင်ပါတယ်။ဝါလုံးမှာကိုသွင်းလိုက်တဲ့အခါရတဲ့စိတ်လှုပ်ရှားမှုမျိုးနဲ့တော့ဘယ်အရာမှနှိုင်းရှင်လို့ရမှာမဟုတ်ဘူး။ဒါပေမဲ့အရာရာတိုင်းမှာအဆရှိသလိုအဆုံးသက်လည်းရှိပါတယ်။ကိုအတွက်ကျွန်တော်မိသားစုအတွက်ကလေးတွေကိုပြုစုပြောထောင်ဖို့အတွက်ကျွန်တော်အချိန်ပိုရလာမှာပါ ရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်မှာမအောင်မြင်ခဲ့တဲ့ဒုတိယအကြိမ်ကာလကို၃နှစ်အကြာကအဆုံးသတ်ခဲ့ရပေမဲ့လည်းအသင်းရလဒ်တွေကိုတော့ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ဆိုပါရယ်။ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီကအဆင့်15နဲ့ရပ်တည်ခဲ့ပြီးဒါဟာသူတို့ရဲ့1983-84ရာသီတုန်းကတန်ဆင်းခဲ့ပြီးတဲ့နောက်ပိုင်းအဆိုးဆုံးထိပ်တန်းလိဂ်အဆင့်ဖြစ်ခဲ့ပါရယ်။ကျွန်တော်ဝမ်းနဲ့မိတယ်ဘာလို့လဲဆိုတော့အဲ့ဒီကလပ်ဟာကမ္ဘာအကြီးအကျယ်ဆုံးကလပ်တွေထဲကတစ်ခုဖြစ်လို့ပါ ကျွန်တော်နှလုံးသားထဲမှာအခုထိရှိနေတော့မဲဖြစ်တဲ့ club တစ်ခုလည်းဖြစ်တယ်လို့ Ronaldo ကပြောပါတယ်။သူတို့မှာဖွဲ့စည်းပုံ structure မရှိဘူး club ရဲ့အလားအလာအမကန်ကောင်းမွန်နေလို့အခုရောအနာဂတ်မှာပါအပြောင်းလဲတွေဖြစ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။သူတို့ကလမ်းကြောင်းမှန်ပေါ်မှာရှိမနေဘူး။ပြီးတော့ကျွန်တော်အမြင်မှာဒါဟာနီးပြားနဲ့ကစားသမားတွေကြောက်တယ်မဟုတ်ဘူး။သူနေပြရူဘန်အမိုရန်ကတော့အကောင်းဆုံးကိုစူးစမ်းနေပါတယ်။ခမည်းဘာလုံးနိုင်မှာလဲ။အံပွဲအရာတွေလားလို့သူကမိကွန်းထုတ်ခဲ့ပါတယ်ရှင်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဟာငြိမ်းချမ်းရေးစုအသစ်တစ်ခုဖန်တီးလိုက်ကြောင်းကြေညာခဲ့ပြီးအဲ့ဒီစုကိုဒီဇင်ဘာလ9ရက်နေ့ဝါရှင်တန်မှာကျင်းပမဲ့ကမ္ဘာဖလားမဲခွဲအခမ်းအနားမှာပထမဆုံးအကြိမ်ပေးအပ်သွားဖို့စီစဉ်ထားပါတယ်။ FIFA ငြိမ်းချမ်းရေးစုလို့နာမည်ပေးထားတဲ့ဒီစုဟာငြိမ်းချမ်းရေးအတွက်ပြောင်မြောက်တဲ့လှုပ်ဆောင်မှုတွေကိုအတိမတ်ပြုမှာဖြစ်တယ်လို့ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကနိုမာလ9ရက်နေ့ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။ ကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဟာငြိမ်းချမ်းရေးဆုအသစ်တစ်ခုဖန်တီးလိုက်ကြောင်းကြေညာခဲ့ပြီးအဲဒီဆုကိုဒီဇင်ဘာလ9ရက်နေ့ဝါရှင်တန်မှာကျင်းပမယ်ကမ္ဘာဖလားမဲခွဲအခမ်းအနားမှာပထမဆုံးချိန်ပေးရသွားဖို့စီစဉ်ထားပါတယ်။ FIFA ငြိမ်းချမ်းရေးဆုလို့နာမည်ပေးထားတဲ့ဒီဆုဟာငြိမ်းချမ်းရေးအတွက်ပြောင်မြောက်တဲ့လှုပ်ဆောင်မှုတွေကိုအတိအမှတ်ပြုမှဖြစ်တယ်လို့ကမ္ဘာပေါ်လုံးအဖွဲ့ချုပ်ကနိုမာလ9ရက်ပုံတုံးနေ့မှာပြောပါတယ်။ ဒါပေမဲ့ဒီစုကိုတမ်မရဒေါ်နယ်ထရန့်ကပထမဆုံးရရှိမလားလို့မေးတဲ့အခါမှာတော့ထရန့်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ FIFA ဥက္ကဋ္ဌဂီယာနီအင်ဖန်တီနိုကတိတိပပမပြောခဲ့ပါဘူး။ဒီဇင်ဘာလ9ရက်နေ့မှာတွေ့ရပါလိမ့်မယ်လို့အင်ဖန်တီနိုကပြောပါတယ်။မိုင်ယာမီမှာကျင်းပတဲ့ America Business Forum မှာထရန့်မိန့်ခွန်းပြောကြားအပြီးမှာပဲအဲ့ဒီပွဲမှာအင်ဖန်တီနိုပြောကြားခဲ့တာပါ။ အင်ဖန်တီနိုကပုတ်ပြီးမတည်မငြိမ်ဖြစ်နေတဲ့ကွဲပြားနေတဲ့ကဘာကြီးမှာပြိပခါတွေကိုဆုံးသက်ပြီးလူတွေကိုငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ပေါင်းစည်းစေဖို့ကြိုးစားအားထုတ်လှုပ်ဆောင်သူတွေရဲ့ထူးခြားတဲ့ပံ့ပိုးကူညီမှုတွေကိုအတိအမှတ်ပြုဖို့ကအရေးကြီးပါတယ်လို့ဗိုလ်တုံးနေအစောပိုင်းမှာပြောပါတယ်။ဒီနှစ်မှာအင်ဖန်တီနိုပေးရမယ့်တီးဆုကိုကဘာတဝမ်းကပြိသက်တွေကိုစားနှစ်စဉ်ချီးမြှင့်သွားမယ်လို့ FIFA ကဆိုပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးဆုအတွက် Republican တွေကမ္ဘာကောင်းဆောင်အများအပြားနဲ့ Trump ကိုယ်တိုင်ကပါ lobby လုပ်ခဲ့ပေမဲ့ပြီးခဲ့တဲ့လကဒီဆုကို Trump မရခဲ့ပါဘူး။ Infantino ကလည်းဗိုလ်ထုံးနဲ့သူ့ရဲ့မှတ်ချက်တွေမှာသူ FIFA နဲ့ Trump တို့ကြားကဆက်ဆံရေးကိုလှုပ်ဝှက်မထားပဲပြောဆိုခဲ့ပါဗျ။ ဖီဗာဟာမကြသေးမီကလည်းထရန့်ရဲ့သမီးဖြစ်သူအီဗန်ကာကို2026ကမ္ဘာဖလားလက်မှတ်ရောင်းရငွေတွေကနေတစ်စိတ်တစ်ပိုင်းထောက်ပံ့ထားတဲ့ဒေါ်လာတန်100ရန်ပညာရေးစီမံကိန်းဘုတ်အဖွဲ့မှခန့်အပ်ခဲ့တာကြောင့်ထရန့်ရဲ့နောက်ထပ်ဆက်ဆက်မှုတစ်ခုထပ်ပေါင်းခဲ့ပါတယ်။ကမ္ဘာဖလားမဲခွဲပွဲနဲ့ငင်းငင်းစုပေးရပွဲကိုကမ္ဘာတဝန်းကကြည့်ရှုသူ1ဘီလီယံကရှိမယ်လို့မျှော်လင့်ရကြောင်း Infantino ကပြောသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ခရစ်ကတ်ဘုတ်အဖွဲ့ဟာကမ္ဘာဖလားပြိုင်ပွဲအောင်ပွဲအပြီးအမျိုးသမီးအသင်းအတွက်စုချင်းငွေဒေါ်လာ9.5တန်ပေးအပ်ချင်းမြင့်မှုကိုတင်းလာနေမှာကြေညာခဲ့ပါတယ်။အိရှင်အိန္ဒိယဟာတနင်္ဂနွေနေ့ကပြိုင်ပွဲအဖြစ်နဲ့မွန်ဘိုင်းမြို့က DY ပါတီကွင်းမှာတောင်အာဖရိကအသင်းကို52မှတ်အသာနဲ့အနိုင်ယူပြီးသူတို့ရဲ့ပထမဆုံးသော One Day International ODI ကမ္ဘာဖလားကိုကိုက်မြောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ cricket ဘုတ်အပွဲဟာကမ္ဘာဖလားပြိုင်ပွဲအောင်ပွဲအပြီးအမျိုးသမီးသင်းအတွက်စုချင်းငွေဒေါ်လာ9.85သန်းပေးအပ်ခြင်းမြင့်မှုကိုတနင်္လာနေ့မှာကြေညာခဲ့ပါတယ်။အင်ရှင်အိန္ဒိယဟာတနင်္ဂနွေနေ့ကပြိုင်သက်အပြင်းနဲ့မွန်မိုင်းမြို့က DY Battle ကွင်းမှာတောင်အာဖရိကအသင်းကို52မှတ်အသာနဲ့အနိုင်ယူပြီးတော့သူတို့ရဲ့ပထမဆုံးသော One Day International ODI ကမ္ဘာဖလားကိုကန်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယခရစ်ကတ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ BCCI ရဲ့အတွင်းရင်မှူး David Sykia ကတော့အဲ့ဒီငွေတွေကိုအမျိုးသမီးအသင်းကိုကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ပေးအပ်တာဖြစ်ပြီးကစားသမားတွေပံမိုးကူညီသူဝန်တန်းတွေနဲ့ရေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေစီခွဲဝေပေးသွားမယ်လို့ AFP သတင်းဌာနကပြောခဲ့ပါတယ်။ 2005နဲ့2019တုန်းကဒုတိယနဲ့ပဲကျင်းနက်ခဲ့ရတဲ့အိန္ဒိယအမျိုးသမီးအသင်းဟာဒီတစ်ချိန်မှာတော့တတိယချိန်မြောက်ကြိုးစားမှုနဲ့အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပြီးတော့နိုင်ငံတကာခရစ်ကတ်ကောင်စီ ICC ကနေလည်းစုချင်းငွေဒေါ်လာ၄ဒသမ၄၈သန်းရရှိထားပြီးဖြစ်ပါတယ်။ဒီစုကြီးဟာ2022မှာအော်စတြေးလျကိုပေးအပ်ခဲ့တဲ့ဒေါ်လာတက်တက်သမ3နှစ်သန်းထက်239ရာခိုင်နှုန်းတိုးမြှင့်ပေးထားတာလည်းဖြစ်ပါတယ်။ ဒီနှစ်အမျိုးသမီးကမ္ဘာဖလားမှာစုစုပေါင်းစုကြေးဒေါ်လာ73.88တန်ရှိခဲ့ပြီးတော့နောက်ဆုံးကျင်းပခဲ့တဲ့အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲရဲ့စုစုပေါင်းစုကြေးဒေါ်လာ10တန်းကိုတောင်ကျော်ဖြတ်သွားခဲ့တာပါ။အိန္ဒိယအသင်းဟာအုပ်စုအဆက်မှာ3ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပေမဲ့နောက်ဆုံးဆီမီဖိုင်နယ်နေရာကိုဝင်ရောက်နိုင်ခဲ့ပြီးသူတို့ဟာစံချိန်တင်9ချိန်ချန်ပီယံဖြစ်ခဲ့တဲ့ရေပန်းအစားဆုံးအော်စတြေးလျကိုပြိုင်ပွဲကထွက်ခွာစေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းအိမ်တွေလမ်းတွေပေါ်မှာအိန္ဒိယအလံတွေဝေယံပြီးတော့ မီရှိုမီပန်းတွေဖောင်းရင်ဒီအောင်ပွဲကိုဆင်နွှဲခဲ့ကြပါတယ်။ဝန်ကြီးချုပ်နရန်ဒာမိုဒီကတော့ဒီသမိုင်းဝင်အောင်ပွဲဟာအနာဂတ်ချန်ပီယံတွေကိုအားကစားလုပ်ဖို့လှုပ်ဆော်ပေးလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ ဘာစီလိုနာဆယ်ကျော်တက်ကစားသမားလာမင်ယာမဲဟာ FIFA Pro ရဲ့တနှစ်တာအကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာသလို Barrick Saint Germain PSG ရဲ့ Champions League ဖလားရအသင်းကကစားသမား၅ဦးလည်းဒီစင်းမှာပါဝင်လာတယ်လို့ကမ္ဘာဘောလုံးသမားများတမကာကနိုမာလာ၃ရက်နေတင်းလာနေမှာကြေညာခဲ့ပါတယ်။ ဘာစီလိုနာဆယ်ကျော်တက်ကစားသမားလာမင်းရမဲဟာ FIFA Pro ရဲ့တနစ်တာအကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာသလို Paris Saint-Germain ရဲ့ Champion League ဖလားရအသင်းကကစားသမား၅ဦးဟာလည်းဒီစင်းမှာပါဝင်လာတယ်လို့ကမ္ဘာဘောလုံးသမားများတမကာကနိုမာလာ၃ရက်နေတင်းလာနေမှာကြေညာခဲ့ပါတယ် PSG ကနေ Manchester City ကိုပြောင်းသွားတဲ့ဂိုးသမား Gianluigi ဒေါနာရမာကကဘာတဝမ်ကကစားသမား2000ကျော်ပေးပို့ခဲ့တဲ့ဆန္ဒမဲတွေက13609မင်းနဲ့မဲအများဆုံးရခဲ့တယ်လို့ professional ဘလုံးသမားများအဖွဲ့အစည်း FIFPro ကပြောပါတယ်။စပိန်နဲ့ဘာစီလိုနာအသင်းကအသက်18နှစ်အရွယ်တောင်ပံကစားသမားရာမဲကတော့ဒုတိယနေရာမှာရှိပြီး1169မဲရရှိခဲ့ပါတယ်။ Fick Pro ကအမျိုးသားကမ္ဘာအကောင်ဆုံး21ဦးကိုရွေးချယ်လာတာအနှစ်20ရှိပြီဖြစ်ပြီးအရင်ကဒီဆင်းမှာပါတဲ့အသက်အငယ်ဆုံးကစားသမားကတော့ Kylian Mbappe ဖြစ်ပါတယ်။သူက2018မှာ ပြင်သစ်ကိုကမ္ဘာဖလားရအောင်ကူညီပေးပြီးတဲ့နောက်အသက်19နှစ်မှာရွေးချယ်ခံခဲ့ရတာပါ။ဒီနှစ်မှာလဲအမ်ဘာပေဟာ6ချိန်မြောက်ထပ်မံပါဝင်လာခဲ့ပြီး သူ့ရဲ့ Real Madrid အသင်းပေါ် Julie Bellingham လဲရွေးချယ်ခံခဲ့ရပါတယ်။ PSG ကိုပထမဆုံးသောချန်ပီယံလိဖလားရအောင်ကူညီပေးခဲ့တဲ့ဘလွန်ဒီယောဆိုရှင်ဥစမန်တမ်ဘီလီဟာအခန်းစစ်သမားတွေဖြစ်တဲ့အက်ရှက်ဟာကီမီနဲ့နူနိုမန်ဒက်စ်၊ကွင်းလေလူဗီတင်ဟာနဲ့တိုနာရမာရိုနဲ့အတူ Fit Pro စီးရင်မှာပါဝင်ခဲ့ကြပါတယ်။လီဗာပူးအသင်းကောင်းဆောင် Virgil van Dijk, Chelsea က Cole Palmer နဲ့ Barcelona က Pedri တို့လည်းရွေးချယ်ခံခဲ့ရပါတယ်။ နိုင်ငံလေရွေးစင်အသင်းမှာကစားခွင့်ရဖို့ဆော်ရွက်စတဲ့အတုတွေအသုံးပြုခဲ့တာကြောင့်အရေးယူခံထားခဲ့ရတဲ့မလေးရှားဘောလုံးအဖွဲ့ချုပ်နဲ့နိုင်ငံခြားဖွားကစားသမား9ဦးတို့ရဲ့အယူခံတွေကိုကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကတင်းလာနေမှာပယ်ချလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာကြိုတင်မျှော်လင့်ထားတဲ့အတိုင်းဖြစ်ပေမဲ့မလေးရှားအရာရှိတွေအနေနဲ့ဒီအမှုကိုအားကစားရဲ့အမြင့်ဆုံးတရားရုံးကိုတင်ပြဖို့လမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသက်မှာကစားခွင့်ရဖို့ဆောင်ရွက်ဆန္ဒတွေအတူတူအသုံးပြုခဲ့တာကြောင့်အရေးယူခံထားရတဲ့မလေးရှားဘောလုံးအပွဲချုပ်နဲ့နိုင်ငံသားဖွားကစားသမား9ယောက်တို့ရဲ့အယူခံမှုတွေကိုကမ္ဘာဘောလုံးအပွဲချုပ် FIFA ကတနင်္လာနေ့မှာပယ်ချလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာကြိုတင်မျှော်လင့်ထားတဲ့အတိုင်းဖြစ်ပေမဲ့မလေးရှားရာရှိတွေအနေနဲ့ဒီအမှုကိုအားကစားရဲ့အမြင့်ဆုံးတရားရုံးကိုတင်ပြဖို့လမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ FIFA ရဲ့အယူခံအဖွဲ့ဟာမလေးရှားဘောလုံးအဖွဲ့ချုပ်ကိုချမှတ်ထားတဲ့ Swifran 3သိန်းကျွဲဒေါ်လာ4သိန်း3000တန်တန်ငွေနဲ့ကစားသမား9ယောက်ကိုချမှတ်ထားတဲ့တနက်ကစားခွင့်ပိတ်ပင်မှုတွေကိုအတည်ပြုလိုက်တယ်လို့ FIFA ကပြောပါရယ်။အဲ့ဒီကစားသမားတွေဟာ Argentina, Brazil, Netherlands နဲ့ Spain နိုင်ငံတွေကလာကြတဲ့သူတွေပါ။ဒါပေမဲ့ FIFA စီးမင်းတွေကိုချိုးဖောက်တယ်လို့ယူဆရတဲ့ပုံစံမျိုးနဲ့နိုင်ငံသားပြုတ်လုပ်ခဲ့ကြပြီးဂျွန်လာကဗီယက်နမ်ကို၄-၉မရှိနဲ့အနိုင်ရခဲ့တဲ့ 2029ခုနှစ်အာရှဖလားချင်းစစ်ပွဲမှာပါဝင်ကစားခဲ့ကြပါတယ်မလေးရှားဘောလုံးအဖွဲ့ချုပ်ဟာအာကစားခုံရုံးကိုအယူခံဝင်ဖို့ရှိမရှိဆုံးဖြတ်ဖို့တလားအချိန်ရတယ်လို့ FIFA ကပြောပါရယ်။ဒါဟာနိုင်ငံတကာဘောလုံးပွဲတွေမှာဖြစ်ပေါ်နေတဲ့မှားယွင်းစွာမှတ်ပုံတဲမှုဖြစ်စဉ်တွေထက်ကနောက်ဆုံးတစ်ခုဖြစ်ပြီးအများစုဟာဘရာဇီးကကစားသမားတွေပါဝင်လို့ရှိပါရယ်။ နိုင်ငံပေါ်လုံးအဖွဲ့ချုပ်အရာရှိတွေကကစားသမား9ယောက်စလုံးဟာမလေးရှားမှမွေးဖွားတဲ့အဖိုးဘွားတယောက်စီရှိတာကြောင့် FIFA စီမံရေးအရာနိုင်ငံကိုကိုစားပြုခွင့်ရှိရလို့အခိုင်အမာဆိုထားပါတယ်။ဒါပေမဲ့ FIFA ကတော့သူတို့ရဲ့စုံစမ်းစစ်ဆေးသူတွေဟာကစားသမားတွေရဲ့မူလနိုင်ငံတွေစီကနေသက်ဆိုင်ရာမူရင်းစာရွက်စာနယ်တွေကိုရယူနိုင်ခဲ့ပြီးတဲ့နောက်စံကြံဘတ်အချက်အလက်တွေကိုတွေ့ရှိခဲ့ရလို့ပြောပါရယ်။မလေးရှားဘောလုံးအဖွဲ့ချုပ်ဟာ၎င်းရဲ့အတွင်ရေးမှူးချုပ် New Azman Rahman ကိုယာရုကနေဆိုင်းငံ့ထားပြီးတော့ သူတို့ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ပြောပါရယ်မလေးရှားဘောလုံးအဖွဲ့ချုပ်ရဲ့အရှက်ရစရာဖြစ်ရဟာသူတို့ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူဟာမီဒန်ဘင်ဟာဂျီမိုဟတ်အာမင်ကအဖွဲ့ဝင်38ယောက်ပါ FIFA ကောင်စီမှာအဖွဲ့ဝင်အဖြစ်ရှိနေချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပါရယ်ရှင်မြစီမရဲ့ weekly spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ thank you